လူမွဲပြီမဲ့စီရနာမမွဲတဲ့ဤကဲကြောင်းတဲလေးကိုအခုလိုကျေစုဆက်ခဲ့တဲ့ခီးသွားပြည်သူတူစိတ်ထက်အစင်တန်းမြမသူဆိုတာကငွေကြီးဥစ္စာချမ်းသာကြွားတာနဲ့မသက်ဆိုင်ပဲကိုယ့်ရဲ့ပင်ကိုစိတ်ရင်လေးကောင်းမွန်ပြီးလူအများအပေါ်မှာအကျိုးပြုနိုင်တဲ့သူကိုခေါ်ဆိုတာပဲဖြစ်ပါတယ်ဒီဤကဲကြောင်းတဲလေးဆိုရင်လေလူကအင်မတန်ကိုစိတ်ရနွမ်းပါပြီမဲ့စီရနာသရတရားကတော့မမွဲလာပဲတကယ့်ကိုမှအထက်တန်းစားစိတ်သက်ပိုင်ရှင်တယောက်ပဲဖြစ်ပါတယ်ဒါကြောင့်သူပိုင်ဆိုင်တဲ့စိတ်အတွက်အစုပ်ကလေးကိုမောင်းနေပြီးဤကဲကြောင်းပုံးလေးတွေကိုကျင်းပြီးတော့နေဘူးကြီးထဲမှာလိုက်လံလှူဒန်းကုသိုလ်ယူနီတာကိုတွေ့ရပါတယ်ရှင်အင် တန်ကိုဆင်းရဲတဲ့အတွက်ကိုဘသာကိုတော့အစားအသောက်ကောင်းနေတိကျစွာစားရမှာမဟုတ်ပေမယ့်ပြည်သူတွေရဲ့အပူတွေကိုခဏတာညှင်းအေးစေဖို့အတွက်ရေကဲချောင်းလေးတွေကိုလိုက်လံပြီးတော့လှူဒန်းပေးနေခဲ့တာပါ။သူ့ရဲ့ရေကဲချောင်းလေးတွေကတန်မိုးအဖြစ်တော့မကြီးမားပေမယ့်သူ့ရဲ့စေတနာသရတရားထက်သန်တဲ့လှူဒန်းမှုတွေကြောင့်အားလုံးကတော့လေးစားနေရပါတယ်။အခုဆိုရင်လူမွဲပေမယ့်စေတနာမမွဲလာတဲ့ဒီရေကဲချောင်းတွေအမျိုးသားလေးကိုအကောင်လုံးကကျေးဇူးတင်နေကြတာဖြစ်ပြီးတော့တူဦးမြတ်တာတူဦးကစေတနာဆိုသလိုပြန်လည်ပြီးတော့ကျေးဇူးဆက်တဲ့အပြုမူလေးတွေကိုလည်းတွေ့လာရပါတယ်။ရေကဲချောင်းတွေလေးနာမည်ကတော့ကိုရှိုင်းလို့သိရပြီးတော့တစ်ခါတလေမှ ာ TikTok လေးတွေဆိုရင်းနဲ့ဘဝအမောတွေကိုအပန်းဖြေတက်သူတယောက်လည်းဖြစ်ပါတယ်။အခုလည်းသူရောင်းချနေတဲ့ဤကဲကြောင်းလေးတွေကိုငလင်းဘေးအတွက်စေတနာရှင်အလှူရှင်တွေကိုလိုက်လံလှူဒန်းပေးနေသလိုအခက်အခဲကြုံရပြီးတော့အပူမီးတွေကိုကြိုးပွားနေတဲ့ပြည်သူတွေစီကိုလည်းလိုက်လံပြီးတော့လှူဒန်းနေခဲ့ပါတယ်။ ဒီလိုလုံရက်လေးတွေကိုတွေ့မြင်သွားခဲ့တဲ့အလူရှင်တွေနဲ့ခေးသွားပြည်သူတွေကတကယ့်ကိုမှလေးစားချီးကျူးနေကြပြီးတနိုင်သမျှပြန်လည်လှူဒန်းရင်းနဲ့ကျေးဇူးဆက်နေတာကိုလည်းတွေ့ရပါတယ်။ခေးသွားပြည်သူအမျိုးသားတယောက်ဆိုရင်လည်းရေကကြောင်းတယ်လေးကိုတေချာစွာတွေ့ဆုံပြီးတော့မိမြန်ကစည်ရင်စည်တနာလေးကိုသဘောကျတဲ့အတွက်ဆိုပြီးတော့အလူငွေတသိန်းလှူဒန်းခဲ့ပါတယ်။ဒါတည်းမကရုံးဝတီစိန်ရွှေတနာဆိုင်ကြီးကနေလည်းဂုံမျိုးစုငွေအဖြစ်သိန်းပေါင်းများစွာကိုလာရောက်ပြီးတော့အပြည့်အချင်းချင်းခဲ့တယ်လို့လည်းသိရပါတယ်။ဒီလိုမျိုးသူကိုလာရောက်ပြီးတော့လှူဒန်းတဲ့အလူရှင်တွေများနေပေမဲ့ဒီရေကကြောင်းတယ်လေးကတော့လုံးဝကိုလက်မခံပါဘူး။အလူရှင်တွေပဲ ဲ့တာကိုလက်ခံခဲ့ပြီးမယ်သူလက်ထရရှိလာသမျှအလူပစ္စည်းတွေချင်းမြင်ွေတွေအကုန်လုံးကိုတော့ဒီငလျင်ဘေးတင်ဒေသတွေမှာလိုအပ်နေတဲ့အသုံးပြုဖို့အတွက်ဆိုပြီးတော့ပြန်လည်လှူဒန်းတာကိုလည်းဝမ်းသာစရာကောင်းစွာတွေးကြရတာဖြစ်ပါတယ်။သူအနေနဲ့ဝမ်းစာအတွက်ရန်ချနေရတဲ့ဤကဲကြောင့်လေးတွေကိုသဒ္ဒတရားထက်သန်စွာနဲ့လှူဒန်းကုသိုလ်ယူနေခဲ့တာပါရှင်။ဒါတည်းမကသေးပါဘူး။သူရဲ့စေတနာအကျိုးပေးပြီးတော့အလူရှင်တွေများစွာကဂုံမျိုးစွငွေတွေချင်းမြင့်ကြတဲ့အခါမှာလေသဒ္ဒတရားထက်သန်စွာနဲ့ပြန်လည်လှူဒန်းပြီးတော့ကုသိုလ်ယူနေခဲ့တာကိုလည်းတွေ့ရပါတယ်။သူရဲ့ကိုကြိုးစီပွားအတွက်ဆိုတာကိုတစ်ချက်မှမ ကြည့်ပဲအများအကျိုးအတွက်ပဲကြည့်ပြီးကုညီလှူဒန်းတက်တဲ့စိတ်ကလေးကတော့တကယ်ကိုမှလေးစားစရာပဲဖြစ်ပါတယ်။ဒီကကြောင်းတဲ့မျိုးသားကတော့စကိုင်းမျိုးကရွာလေးတရွာမှနေထိုင်တဲ့သူဖြစ်ပြီးတော့သူ့မျိုးသူ့ရွာကပြည်သူတွေအခက်အခဲကြုံတွေ့နေရတဲ့အချိန်မှာမျက်နှာလွယ်မထားနိုင်ခဲ့ပါဘူး။သူ့ပိုင်ဆိုင်သမျှရေကကြောင်းလေးတွေကိုလှူဒန်းကုသိုလ်ယူရင်းနဲ့ပြည်သူတွေရဲ့အပူမီးကိုခဏကြာဖြစ်ဖြစ်ညှိအေးသွားစေအောင်စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။တကယ်ကိုမှလေးစားစရာစိတ်ဓာတ်လေးကိုပိုင်ဆိုင်ထားပြီးတော့သရာတရားနဲ့ထက်သန်တဲ့အတွက်အထက်တန်းစားစိတ်ဓာတ်ပိုင်ရှင်လို့တောင်တင်စားရတဲ့အထိပါပဲ။ပြည်သူအနေနဲ့ရောလူမွေးပြီးမဲ့စိတ် တနာမမွဲလာတဲ့ဒီရေခဲကျောင်းသက်လေးရဲ့စေတနာသနာတရားပေါ်မှာလေးစားမိကြပါသလားရှင်